လကလင်းလင်းချင်းချင်းလွတ်လွတ်ကျွတ်ကျွတ်လင်းပြီးတော့တလောကလုံးကိုအေးရောက်အေးဒပါတဲ့အလင်းရောင်ကိုဆွဖြန်းနေတဲ့အခါကံဒီကံဒီမှာကြည့်လိုက်ပြန်တော့လည်းပဲကုမုဒ္ဒရာတွေကလကိုမျောကြည့်သလိုပေါ့လေလန်းလန်းဆန်းဆန်းပွင့်နေတာအဲ့ဒါကိုကြည့်ပြီးတော့ကြည်နူးနေတဲ့အဇာတတ္တုမင်းတရားတဲ့ပရိသတ်ကြီးဗာမင်းတရား သူစိတ်ထဲမှာဒီလိုဖြစ်နေတယ်တစောင်းမောင်းလာရန်ကုန်ကလူတွေရဲ့တစောင်းမောင်းကဘယ်လိုနေမလဲမသိဘူးဇရတတော်အဲ့ဒီလိုဖြစ်တယ်ရမဏိယဝတ္တဘောဓောသီနာရတိပတ္တိကဝတ္တဘောဓောသီနာရတိအညစ်ချင်းငါမအပြစ်ငါမကင်းတဲ့ဂုလိုညာချမ်းကာလရမဏိယအော်ကျင်းလို့ဇာကောင်းလိုက်တာပါတန်ဓိကာ ရွှင်လန်းပွဲကောင်းလိုက်တာအဘိကန္တာအိုနိသက်ပွဲကောင်းလိုက်တာလက်ခင်းညာအိုမှတ်သားပွဲကောင်းလိုက်တာအဘိရူပဝဒဘောဓောတိနာအဘိရူပဆိုတော့အာသိလှတာပဲဩကာသလောကကြီးတစ်ခုလုံးဘောကြောင့်တသိဖြူပွေးတဲ့လမ်းရောက်အောက်မှာကုမုဒ္ဒရာတွေကပွင့်တော့အလွန်လှတာပဲဒီလောက်လှပကြည်သူပဲကောင်းတဲ့ညာချမ်းကာလာ ဘယ်လိုသမဏဗျမဏအချင်းကပြီးတော့တရားနာရရင်ကောင်းမလဲလို့အဲ့ဒါသဇောင်းမှုလိုက်ပြီးနေခုလို့ညာရန်ကာလမှာဟိုးအတက်လေးသားဆောင်မှာအမိုးမရှိတဲ့ဟင်းလင်းအပြင်စိခမ်းမဆောင်ကြီးမှာဝန်ကြီးတွေအမတ်တွေအကောင်ဝိုင်းရံပြီးတော့အစည်းအဝေးလုပ်နေတဲ့မဂဒတန်းရဲ့ပြည့်ရှင်ဘယင်သာရသားကကောင်းငင်ကလကိုကြည့်ပြီးတော့စိတ်ထဲမှာကြည်နူးပြီးတော့အဲ့လိုခံစားရတယ် ပန္တရသပေါ့လေအေဂျင့်တဲ့အရာကခံစားကြည့်တာပြီးတော့မှဘသူသွားချင်းခံပြီးတော့တရားနာရကောင်းမလဲအဲ့ဒါလေးသူတွေးနေတယ်ဇမောလာဘီရဲ့ကျက်တိအဲ့တော့သူအနားရှိတဲ့ဝန်ကြီးတွေအမတ်ကြီးတွေစစ်သူကြီးတွေအကောင်လုံးဝိုင်းရံပြီးတော့နေကြတဲ့ဝန်ကြီးတွေအမတ်ကြီးတွေစစ်သူကြီးတွေအကုန်လုံးပဲသူ့အနားမှာရှိကြတ မင်းတရားရဲ့စိတ်ထားကိုအလုံးကခံမမိနေပြီးသားပါအဲ့တော့အမတ်တချို့အဝန်ကြီးတချို့ကထပ်ပြီးတော့မင်းတရားကို ပြောတယ်အာမင်းတရားဒီလောက်တော့ဂျီနူးဘွယ်ကောင်းတာယာဘွယ်ကောင်းတဲ့နှစ်သက်ဘွယ်ကောင်းတဲ့ညာချမ်းကာလမင်းတရားမက်ကလိခေါ်တာလာဆရာကြီးတန်ချင်းကပ်ပြီးတော့တရားနာရင်ကောင်းတာပေါ့ အေကွာဓာဆိုလာသွားကြဆိုဆိုပြီးတော့ချက်ချင်းဆင်းသွားပြီးတော့မဂ္ဂလိကောသလဆရာထံတရားနာမဂ္ဂလိကောသလထံရောက်တော့သူကမေခွန်လေးစမေးတယ်အရှင်တို့အရာဒီတော်လူပောင်ဆွန့်ခွာပြီးတော့ကျင့်သုံးနေကြတာကြာလာပြီကိုအသက်ဒီရှိလဝရောအနုပတောအာရကတောရသော်ဘုရားထက်တောင်းမှသူတို့တွေကအသက်ကြီးသေးအဲ့ဆရာကြီးတွေ ရှင်တို့လူပေါင်းကိုစွန့်ခွာပြီးတော့ဘုလိုတမဏပြမဏဆိုပြီးတော့ယေသိယဟန်ပြုကြယေသိယဟန်ပြုတဲ့အရှင်တို့ရဲ့ဘဝဒါလောက်ချင်းချံအထုတ်ပြီးတော့နေကြတာဘာရီမြအကျိုးကျေးဇူးဖြစ်ပလဲဒါမေးအဲ့တော့မေဂလိခောသာလာဆရာက သူ့ရဲ့ဝါဒကိုဟောလွတ်လိုက်မေရာကယဟန်ပြုခြင်းယသိဝခြင်းယအကျိုးကျေးဇူး ဒါလောက်ကြာမြင့်စွာရေသေးယဟန်ပြုတာဘာကျိုးရရပလဲမျက်မှောက်ဘဝမှာဘာများရပလဲဆိုရသူရဲ့မိစ္ဆာရိတိဝါရာယီတန်းစီပြီးတော့ဟောကြအဲ့တော့ဇာရတရှင်မင်းကစိတ်ပြက်သွားငါမေးတာကသရက်ပင်ပဲမလဲလို့မေးတယ်ဖြေတာကဒီမှာပိနေပဲအမေးတခြားအဖြေတခြားယဟန်ဝဲချင်းရဲ့အကျိုးကျေးဇူးကိုမပြောနိုင်ဘူးယဟန်ဝဲတာလဲဂျာလာ ဇာတာရှင်မရင်စိတ်ဆိုးသွားမိတာကိုမပြေဘဲနဲ့လွှဲပြီးတော့တခြားပြောမမေးတာကိုမပြေဘဲနဲ့အမေးတခြားအပြေရှားလုပ်တဲ့ဒီလိုပုံကိုယ်တွေငန်းနိုင်ငံမှာထားဖို့မတော်ဘူးဆိုပြီးတော့စိတ်ထဲမှာဒီလိုဖြစ်တယ်။ဒါပေမဲ့လည်းပဲသူ့ရဲ့ဒေါသကိုချုပ်တီးပြီးတော့ကိုင်းချမ်းသာစွာနေကြပါစေလွတ်လပ်စွာကျင့်သုံးကြပါစေဆိုပြီးတော့ဒေါသကိုချုပ်တီးပြီးတော့ရွှေတန်းတော်ပြန် နောက်တစ်ချိန်စည်းဝေးခေါ်ပြေးသွားရကောင်းမလဲဘလောက်တော့ရှင်လူပဲကောင်းတဲ့ညာချမ်းကာလပြေးသွားရင်ကောင်းမလဲဆိုတော့နောက်အမတ်တချို့ကဝန်ကြီးတချို့ထပြောဘူရဏကတ္တပစီသွားရင်ကောင်းတယ်နောက်တစ်ချိန်စည်းဝေးကြတော့ဇိတကိသကမ္မလာစီသွားရင်ကောင်းတယ်အာနောက်တစ်ချိန်စည်းဝေးခေါ်ပြီးတော့ဆွေးနွေးပြန်တော့သင်္ဆေယဗေလတ္တဗုဒ္ဓပကုဒ္ဒကိစ္ဆာယနာနိကန္ဒနာဒဗုဒ္ဓ တိတ်တိစရာ6ယောက်ကုံအောင်ပြောကြတယ်တဲ့ဘယင်ကြီးသားကအမတ်တွေဝန်ကြီးတွေသူတို့ကိုးကွယ်တဲ့ကိုးကွယ်တဲ့ဆရာတွေတန်ကိုသွားဖို့ကြအကုန်လုံးဝိုင်းပြီးတော့ဆွဲခေါ်သွားကြတာအဲ့တော့ဘုန်းကြီးတို့ပြိဿเนาะအရေးကြီးတာနှစ်ခုရှိပါကိုယ့်ရဲ့ဘဝလမ်းကြောင်းမှာ association နဲ့ environment ဒီနှစ်ခုကအရေးကြီးကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံမှုနဲ့ကိုယ့်ပတ်ဝန်းကျင် အဇာသရှင်မင်းရဲ့ဘဝကိုဘုရားတို့ပြိသာအတွက်အသိစိတ်ပြန်ပြောစရာမလိုဘူးအလွန်ကြီးလေးတဲ့အကုသိုလ်ပြည့်မှုကြီးလွန်ကျူးပြီးတော့နေရောညာရောအိမ့်လို့မရစားလို့မဝင်ရင်ဝမှာသောကဒီဟူသောမြန်စုပြီးတော့ပင်ပန်းနေတဲ့ရှင်မင်းအားကြောင့်ကြီးကျယ်တဲ့ပြည့်မှုကြီးဟဲ့လားလွန်ကျူးမိတယ်လေလို့ဆိုတော့ဒါလည်းပဲခုနကပြောခဲ့တဲ့ association and environment ူညင်အပေါင်းအသင်းနဲ့သူ့ပါဝန်ကျင်ကအကုန်လုံးလူမိုက်တွေရှိပြီ။ဘုရင်ဆရာအလုံးသိပြီသားနော်ဒေဝဒတ္တယဝဒရဲ့ဖြားရောက်မှုအောက်မှာအမှန်လန်းချောင်းကိုအများကြီးသူလက်ခက်မိ။အဲဒါကြောင့်ဘာခင်ကိုသတ်မိတယ်။သာသနာဒါယကဘုရားကျောင်းတွေကဘာခင်ကိုသတ်မိတယ်။သတ်ပြီးတဲ့နောက်ပိုင်းနှလုံးစိတ်ကမေးချမ်း ကြည်ကြဲတဲ့ပြည့်မှုကြီးလွန်ကျူးမိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုပြင်းနာ မပြရဲဘူးသူတို့လိုဖြစ်မြတ်စွာဘုရားစီသွားရှင်နေတာတော့အမှန်ပဲဒါပေမဲ့ဘုရားကိုယ်တော်မြတ်ကိုပြင်းနာမပြရဲတော့ဒါလောက်ကြည်သူဝယ်ကောင်းတဲ့ကိုလိုညာချမ်းကာလဘယ်သွားရကောင်းမလဲဆိုတဲ့သကရိတ်ကိုသူ့ရဲ့အနာရှိတဲ့အမတ်တွေကအဲ့ဒါအလွဲသုံးစားလောက်ကြ သူကဘုရားစီသွားခြင်းတော့ဇဂရိတ်ပြောတာအဲ့ဒါနားရှိတဲ့မတ်တွေကမေဂလိကောသလာဇတ်ရှိတဲ့ဒိဋ္ဌိဆရာအလုံးပရိသတ်ကြီးဒါကိုချုံးမယ်အလုံး6ယောက်အဲ့ဒီကိုပို့အဲ့တော့ဒိဋ္ဌိဆရာ6ယောက်ကိုးကွယ်တဲ့ဝန်ကြီးတွေအမတ်ကြီးတွေသူ့နားမှာဘလောက်များသလဲသူ့ကိုပို့တာလမ်းမကိုတက်ပို့တာမှားပြီးတဲ့ရှင်မြင်းကိုလမ်းမထပ်ပို့တာသူ့အနားကဝန်ကြီးတွေအမတ်ကြီးတွေ အဲ့တော့အဲ့ဒီတည်းမြတ်စွာဘုရားစီသွားပါလို့ပို့နိုင်သောပို့တတ်သောဝန်ကြီးအမတ်ကြီးမရှိတော့ဘူးလားလို့မေးစရာရှိတယ်ရှိပါတယ်အဲ့ဒီဝန်ကြီးတွေအမတ်ကြီးတွေရှိပေမဲ့ပြောခွင့်မရဘူးတဲ့ပြိဿကြီးဘယ်ဘက်ကအင်အားကသာနေတယ်လဲလို့ဆိုတော့တိတိဆရာ6ယောက်ရဲ့တပည့်အုပ်စုက6အုပ်စုမြတ်စွာဘုရားရဲ့တပည့်အုပ်စုက2အုပ်စုเนาะ6ပုံတပုံဆိုတော့ဟာလာဘာဖြစ်လဲ ရသော်ဘုရားရဲ့တပည့်အုပ်စုတစုကဟိုဒိဋ္ဌိ600ရဲ့6အုပ်စုကိုမပေါက်နိုင်ဘူးမတိုးနိုင်ဘူးဒီလိုဖြစ်အဲဒါကြောင့်ရွှေနန်းတော်ညီလာခံညသကောင်ရန်ကုလို့လာသာသာခေါ်တဲ့ဇောင်မုံလက်ပြင်းလေးရဲ့ညီလာခံမှာအိုးလက်မှားပြီးတဲ့ရှင်မင်းကိုနောက်တခါထမှားဖို့ဝိုင်းတွန်းပို့ကြအမတ်ဝန်ကြီး6အုပ်စု ဒိဋ္ဌိဆရာ6ယောက်တန်ရောက်ပြီဒိဋ္ဌိဆရာ6ယောက်မင်းကြီးကဟောလိုက်ပြောလိုက်တဲ့တရားတွေကဘာတွေလဲဆို3လုံးနဲ့ပါပဲနတ္ထိကဝါဒအဟိတုကဝါဒအကရိယဝါဒဒါပါပဲ6ယောက်စလုံးဟောတဲ့တရားတွေကို အနှစ်ချုပ်ရင်ဒီ3လုံးပဲရနတ္ထိကပရိသတ်ကြီးနံပါတ်1ပါလဲမရှိเนาะနတ်သင်္ကနဲ့ ကုသိုလ်မရှိဘူးအကုသိုလ်မရှိဘူးအဲ့ဒါမျိုးတွေငရဲနတ်ပြည်နိဗ္ဗာန်မရှိဘူးဘာပြောပြောမရှိဆိုတဲ့အဲ့ဒီ nothing နဲ့နောက်တစ်ခါနတ္တိကဝါဒပြီးတော့အဟေတုကဝါဒဒုတိယပါလေဆင်းရဲခြင်းဆင်းရဲချမ်းသာခြင်းချမ်းသာကောင်းခြင်းကောင်းမကောင်းခြင်းနေเนาะဟေတုဆိုတဲ့ cause ပစ္စယဆိုတဲ့ condition cause and condition အကြောင်းအထောက်အပံ့ ဘာမှမရှိဘူးပြည့်ကျင်လို့ဖြစ်ကြအကြောင်းကိုပယ်ရှားတဲ့ဝါရနောက်တတိယဝါဒကဘာလဲဆိုရင်အကရိယဝါဒဘာလဲအကရိယဝါဒဆိုတာဘာလို့လို့လှုပ်ရှင်တာလှုပ်လှုပ်ရမရောက်ဘူးဘာမှမမဖြစ်ဘူးတို့တရားကလူတရားကိုဒါနဲ့ဒုသတ်အဲ့ဒါတတ်မှုမဖြစ်ဘူးဘာဖြစ်လို့မဖြစ်လဲဒါဆိုတာယုတ်ကလလူဆိုတာယုတ်ကလ ဒါနဲ့တို့တော့ယုတ်ကလတစ်ခုဒီယုတ်ကလတစ်ခုအကြာကိုဝင်သွားတာဘာအကုသို့ဖြစ်เสียရှိလဲเนาะပုံမှန်သုံးအနေနဲ့တရားဆွဲเสียမလိုဘူးပေါ့အတိတ်ပဲအဲ့ဒါမျိုးတွေအဲ့ဒါဘာခေါ်လဲအကရိယဝါဒဒိဋ္ဌကြီးတိကနတ္ထိကနိကအဟိတုကသုံးသည်အကရိယဘောရိတော်ပရိသတ်သောက်တည်တဲ့သိခါဘုံ၅ခုထဲမှာ မုသဝါဒဝေရမဏိသိက္ခာပဒံသမာရိယာမိပါတယ်နော်ဘုပ္ပန်ကြီးပြောပြတဲ့အချုပ်ဒီပြေပြေချင်းနဲ့ကြောက်ကြောက်တာဟဲ့ဆရာစီဝံကတော်တဲ့တောင်တဲ့ကိုငါမင်းငါ့ကိုမင်းဟာဖြားရောက်ခေါ်လာတာတော့မဟုတ်တော့ပါဘူးနော်အဲသူကဒါလေးပြောလှဲ့ပတ်ခေါ်လာတာတော့မဟုတ်တော့ပါဘူးနော်အဲ့လိုလေးသုံးကလောက်ပြော ဲ့တော့ဆရာကြီးဇီဝကကဘာဘာကြီးမဟာရာဇမာဘာကြီးမဟာရာဇမင်းကြီးကြောက်လန့်တော်မူပါနဲ့ထိတ်လန့်တော်မူပါနဲ့ဖြားရောက်ခေါ်ဆောင်လာပြီးတော့မင်းရဲ့တတ်ပြီးတော့နန်းတော်ကိုလူမဲ့စိတ်ထားမျိုးကျွန်ုပ်မှမရှိရောမှန်ပါအဲ့လိုပြောပြီးတော့မင်းရဲ့စိတ်ချမ်းသာအောင်ပြောပြီးတော့မှတပြေးပြေးချင်းကတော့ကဲစကောတောင်းဆွဲကိုနေနေတဲ့လလွန်လဲတက်လဲလာ ရာသူတမျိုးလုံးကနိုဒန်းအိုးရိုက်ခွဲပြီးတော့သွန်ချလိုက်တဲ့အတတမျိုးလုံးဖြူဖြူဖွေးသွားအဲ့တော့လမ်းရောင်ရဲ့အောက်မှာစေမီးတိုင်းတွေကလည်းမြင်မြင်ကြီးကင်ပြီးတော့စင်တီတော်ရဲ့အဝတ်တွေအပြည့်စုံဆင်ထားတဲ့ဒီဆင်တက်ကြီးဟာတရားဥယျာဉ်ကြောက်တဲ့ကြီးနာတရွေ့ရွေ့ချင်းကလို့သွားတဲ့အခါ မြတ်စွာဘုရားနဲ့သံဃာတော်ရှင်မြတ်900တောကဟိုဓမ္မဘိမ့်မှာကိုလိုဓမ္မယုံကြည်တဲ့မှာတရားဟောတော်မူနေကြတယ်သံဃာတော်တွေတရားနာတော်မူနေကြတယ်အလဲကောင်တဲ့တွေကတော့မြတ်စွာဘုရားရဲ့ပလင်တော်တဲ့တွေရှိရကိုလမ်းပေးထားပါတယ်တဲ့ဘုရားကသိနေတယ်အဲ့ဒါဘသူလာဖို့လမ်းလဲဆိုတော့ရှိရင်ပရိသတ်ကြီးဘသူလာဖို့လဲမဲလာမဲ့လမ်းပေါ့ဗျာ အဲ့ဒါကိုခေါ်တာပေါ့ဟလာမင်းလန်တဲ့အလဲကောင်ကအဲဒီကနေ့ခေတ်တော့အဲ့ဒါနတ်လန်းလို့ပြောလဲပြောတယ်နတ်လဲတကားမှလာတာလည်းမတွေ့နော်နတ်လန်းနတ်လန်းလေးပေးကြပါဒီလိုနော်အဲမင်းလာဖို့လမ်းအလဲကပေးတာကိုဒါမင်းလန်းတခါတော်တွေကဝဲဘက်ကတချမ်းညာဘက်ကတချမ်းလာချမ်းတန်တဲ့ဘုရားကိုဝိုင်းမျက်နှာတော်ဖူးပြီးတော့တရားနာနေကြတယ်စမိတယ်နေလဲထွန်းတာဓမ္မဘိမှန်ကြီးမှာ အဲ့ဒါကျောင်းတဲ့တဲကမြတ်စွာဘုရားကို မြင်လောက်တဲ့နေရာသို့ရောက်တဲ့အခါမှာမင်းတရားဆင်ပေါ်ကဆင်ပြီးတော့ခဏတိပါရီချွတ်ပြီးတော့ဓမ္မယုံထဲကိုလက်အုပ်ချီးပြီးတော့ဝင်သွားတယ်။ကျောင်းကြီးတစ်ခုလုံးကိုခဏကဆင်တက်ကြီးဝိုင်းတာမင်းတရားထိတ်လန့်မှာစိုးလို့မြို့သမီးစည်းတည်တော်ဒီအကောင်လုံးကျောင်းတဲ့ကြီးကိုဝိုင်းတာ ဘင်းကြီးနဲ့ဆရာစီရကနှစ်ယောက်တည်းအလေလန်းကြောင့်မင်းလန်းကနေဝင်သွားဘုရားရှိတော်မောက်ရောက်မြတ်စွာဘုရားကိုရောမြတ်ကိုစနေကြနဘူးကြဒူးကြတရောင်ကြအောင်ဥသုံးချိန်ချဘုရားရှိနာအထိဝင်သွားလိုက်တယ်ဆိုရင်မေသံဃာတော်တွေကသူ့ရဲ့ဘယ်ဘက်ညာဘက်နဲ့နောက်ဘက်မှာကြံနေခဲ့သူကရှိတက်လာအဲ့တော့သံဃာတော်တွေကိုဘယ်ဘက်လဲကြည့်လိုက်ညာဘက်လဲကြည့်လိုက်အလုံးသံဃာကြီးဖြစ်သွား ခုနကလာခဲ့တဲ့လမ်းခကြီးတော့ဝယ်ရောညာရောဗာလေးကြီးတယ်မိကလေးတွေကြီးအာယုံတစ်မျိုးတော့ကိုမရရှိတော်မောင်ရောတော့ဘယ်ကြီးလဲတန်ခါညာကြီးလဲတန်ခါအာယုံတစ်မျိုးပြောင်းသွားတန်ခါရရှင်မြတ်တွေကြည့်ပြီးတော့စိတ်ထဲမှာငြိမ်းချမ်းတဲ့အရာသာကိုခံစားရတယ်မြတ်စွာဘုရားဥသုံးငြိမ်းချပြီးတဲ့အခါဘေးကတန်ခါတော်တွေကိုဒူးထောက်လျက်လက်အုပ်ချီယုံပဲကြည့်ပြီးတော့ဘုရားရှိခိုးမှာသူထိုင်တယ် တန်ဃာတော်တွေကနဘုဒုတတောင်ကြအောင်ဥမချဘာကြောင့်ဥမချသလဲဆိုတော့ဘုရားလဲဥသုံးချိန်တန်ဃာလဲဥသုံးချိန်ဆိုတာစဉ်းစားကြည့်ဘုရားနဲ့တန်ဃာအတူတူအတူတူထိုင်နေတဲ့အချိန်မှာအတူတူအယုသိပေးရဲ့ဘုရားရှင်ကိုရောင်မြတ်ဘက်ကလူလိုပြောမယ်ဆိုရင်ဘုရားဘက်ကနာသွားတယ်ဟုတ်လားအဲ့တော့နောက်တစ်မျိုးသာသနာတော်စကလုံးနဲ့ပြောရင်တန်ဃာလဲဥသုံးချိန်ဘုရားလဲဥသုံးချိန်အတူတူပဲဥချခဲ့ မြတ်စွာဘုရားကိုမယုံသေးရကြတယ်တဲ့အဂါရဝဖြစ်တဲ့ဒါလည်းပဲမှတ်သားစရာကောင်းတဲ့ရှင်းထုံတစ်ခုပဲဒီဘက်မှာမြတ်စွာဘုရားထားတယ်ဒီဘက်မှာနတ်စင်ရှိတယ်ဘုရားလည်းဥသုံဉ္ဇဉ်ချနတ်စင်လည်းဥသုံဉ္ဇဉ်ချရဲ့အဲ့ဒါဘုရားအဂါရဝဖြစ်တယ်လို့အဲ့ဒီဒါကတတိကမှာတတိကြီးအဲ့ဒီဆုံးပြပါတယ်ဗျာနော်အဲ့ဒါဗုဒ္ဓအဂါရဝဘုရားကိုမယုံသေးခြင်းကသာသနာကွယ်ချောင်း၅ပါးထဲမှာအဲ့ဒါတစ်ပါးပါ ဲ့ဒါကြောင့်မြတ်စွာဘုရားကိုမယုံမသိပြုရချမှဆိုလို့တဲ့တန်ဃာတော်တို့ကိုနှစ်ခုရောဒုရောတရောင်ရောကြအောင်ဥမချပဲနဲ့ဘလောက်ပဲသူအယုသေးပေးလဲလဲအုပ်ပဲရှိပါတယ်မြတ်စွာဘုရားရှိတော်မှောက်ရောက်တော်မှမြတ်စွာဘုရားကိုရုံပြကိုဟိုးဆရာကြီး6ယောက်ကို မေးခဲ့တဲ့မေးခွန်းအတိုင်းပြန်မေးတာ ကတမနုခောပန္တိတန်ဒိဋ္ဌိကံသာမင်ညဖလံမြတ်စွာဘုရားတပည့်တော်တို့လူလောကပညာသင်ကြတက်ကူသွားပြီးတော့ခြေတော်ကပြောတဲ့အတိုင်းပြောရရင်ထာရတ၁၈ရာသောအတတ်တွေသိပ္ပံတတ်တွေဝိဇ္ဇာတတ်တွေလက်မှုပညာတတ်လာလို့ရှိရင်အဲ့ဒီတတ်ပညာတတ်တဲ့ပုဂ္ဂိုလ်ကဒီအတတ်နဲ့အသက်မွေးရင် အဲ့ဒီအတ္တပညာရဲ့ကြိုးကျေစုပြရပိုက်ဆံငွေကြီးတွေချက်ချင်းချက်ချင်းရအဲ့တော့လောကမှာပညာတတ်တဲ့ပုဂ္ဂိုလ်ကပညာရဲ့ကြိုးကျေစုပိုက်ဆံငွေကြီးချက်ချင်းရသလိုရှင်ပြားတို့ယဟန်ပြုကြတဲ့ဘဝမှာအဲ့ဒီလို လက်တွေ့ရတဲ့ကြိုးကျေစုမျိုးရှိသလားတော်တော်ခင်မိတဲ့မိန်းကောင်းဆရာမြတ်မြတ်စွာဘုရားကိုရောမြတ်ကရှိတယ် အန္ဒိဋ္ဌိကတာမေညဖလပြိဿကြီးဘာခေါ်လဲဇရသမင်းကြီးသုံးတဲ့စကလုံးနော်ပြန်ပြောအေးမျက်မှောက်လက်တွေ့ယဟန်ယသိပြုခြင်းဤအကျိုးကျေးဇူးဟောသိဗ္ဗဝိဇ္ဇာပညာယတ္တိနဲ့အသက်မွေးရင်ချက်ချင်းစားရသောသလိုပဲယဟန်ဝဲတဲ့အတွက်ကြောင့်ကိုတော်တို့ဘာကျေးဇူးဖြစ်တယ်လဲ အဲ့ဒါပြောပါဆိုတော့မှမြတ်စွာဘုရားကပြန်မေးသေးတာဟဲ့ဟဲ့တကယ်တော့မင်းကြီးငါဘုရားတံမလားမင်းသင်ဘယ်သွားပြီးတော့ဒါတွေမေးဘူးသေးတယ်လို့ဆိုတော့မှဘုရားပြန်လျှောက်တယ်တိတ်တိဆရာ6ယောက်တံသွားပြီးတော့တပြီးတော့6ကြိမ်သွားပြီးတော့6ခါမေးဘူးတဲ့ဘုရားအဲ့ဒီ6ကြိမ်သွားမေးတော့6ခါမေးတော့သင်ဘာဖြေရတယ်လို့ဆိုတော့မှ ဘာဖြစ်မှမရဘူးအမေတရားဖြစ်တရားအံပံဘုဒ္ဓလဘုဇံပြကရိယလဘုဇံဘုဒ္ဓအံပံပြကရိယတရပင်ပင်မှာလဲမေးလိုက်ရင်ပိနေပင်ဒါပဲဖြစ်သလိုပိနေပင်ပင်မှာလဲမေးလိုက်ရင်တရပင်ဒါပဲဖြစ်သလိုမေးတာကတန်တိတိကသံမညဖလားဖြေတာကမိစ္ဆာတိတိဝါဒ၃မြို့နာတိကဒိဋ္ဌိအာယတုကဒိဋ္ဌိနဲ့အာကရိယဒိဋ္ဌိဒါတွေဖြေတယ်ဗျာ အဲ့ဒါကြောင့်ဘယ်မှမကျင့်တ်ဖွယ်မတွေ့ခဲ့လို့ခုမြတ်စွာဘုရားရှိလာပြီးတော့မေးလျောက်ခြင်းပါဆိုတော့မြတ်စွာဘုရားကိုရောမြတ်ကမင်းတရားအာစတင်ပြီးတော့ဖြေကြားတော်မူတာကတရားတော်မင်းကြီးသိနန်းတော်မှာသင်ရဲ့အလုသမအစီအပါတယောက်ရှိတယ်ဆိုပါစို့ရှိပါလေဗျာမြောင်မြတ်စွာသောအစီအပါတွေ အဲ့ဒီအစီပန်းတွေကအစဉ်သဖြင့်သင်မြေနာကိုပဲမော့ကြည့်နေရမုခုံလောကိကသင်မြေနာကြည့်နေရတဲ့ဘာခိုင်းမလဲဘာပြောမလဲခိုင်းရင်လုံ့ဖို့အစဉ်တဲ့ကိင်္ကာရပဋိတ္တာဝိဘာလုံရမလဲမင်းကြီးလို့စောင့်နေတဲ့လူတွေမဲ့မှအများကြီးရှိပါအဲ့ဒါသင်ခိုင်းလိုက်လို့ရှိရင်ကျေနပ်ရင်လည်းသင်စုပေးမယ်မကျေနပ်ရင်လည်းအပြစ်ပေးမယ်မှန်တယ်ဗျာ အဲ့ဒီလိုသင်္ခိုင်းနိုင်လုံနေရတဲ့သင်အစီအပါတယောက်နည်းနည်းစကလုံးခတ်သီးသီးခတ်ရင်းရင်းသီးသီးပြောမယ်ဆိုရင်ကြီးကျွန်တယောက်ပေါ့နော်အဲ့ဒီလိုပုဂ္ဂိုလ်တယောက်ဟာအကယ်၍အင်းရတီတော်လူပါကိုစွန့်ခွာပြီးတော့ယဟန်ပါဝင်သွားမယ်ဆိုရင်ကျင်းကျွန်ဘဝကနေထွက်လာပြီးတော့ယဟန်ပေါင်ရောက်သွားတဲ့တို့ယဟန်မင်းတရားနဲ့တွေ့တဲ့အခါမှာ မေရယာကဟဲ့ငါကြီးကျွန်ငါနန်းတော်လာပြီးတော့မင်းအိမ်သာစည်းစမ်းกว่าဘဏ္ဍတိုက်စမ်းกว่าလို့မင်းပြောသေးလားဘုရားဒီကစတာမင်ညာဗလားနော်ပရိသတ်ကြီးဘာဗလားလဲရှင်းကတလုံးထက်တန်ဒိဋ္ဌိကတာမင်ညာဗလားဒီကနေ့ဇာမုလာပြီနေမှာဘုရားဟောတဲ့တရားအဲ့ဒီယဟန်ပြုသားတဲ့သင်ကြီးကျွန်ကိုသင်သည်ပြန်ပြီးတော့အိမ်သာစည်းစမ်းဘဏ္ဍတိုက်စမ်း အဝဲလျှော်စမ်းတော့သင်ပြန်ပြီးတော့ခိုင်းသေးသလားမခိုင်းတော့ပါဘူးဗျာအဲ့ဒီလိုသင်ရဲ့အိမ်မှုကိစ္စနမ်းမှုကိစ္စကိုရေးကိုရာကိစ္စတွေကို မခိုင်းယုံတင်မဟုတ်သေးပဲနဲ့သင်ဒီအဲ့ဒီပုဂ္ဂိုလ်ကိုဟောတော့ကလိုပဲချိန်မောင်းမှန်မဲ့ဆူဆဲဟိတ်ဟောက်ဓာမျိုးတွေသင်လုပ်သေးသလားအဲ့ဒါလည်းမလုပ်တော့ပါဘူးဗျာ ဟောယခင်သင်္ဏတော်မှာကြည်ကျွန်ပွားနေနေတော့ငါတော့အဲ့ဒီအစီပါးတွေကသင်ကို တွေးလိုက်တာနဲ့အိုးနဘူးနဲ့မြေကြီးတိုက်ပြီးတော့ဥချခဲ့ရခေါ်ချင်းအဲ့ဒီယဟန်တပါကြည်ကျွန်ပွားကပြောင်းသွားတော့ယဟန်တပါကိုတွေးတဲ့အခါမှာအဲ့ဒီယဟန်ကသင်ကိုရှစ်ရှစ်ခိုးမလားသင်ကရှစ်ခိုးမလားဆောရမမင်းတရားကောင်းစွာဖြည့်တယ်ကြည်ကျွန်ပွားကလည်းပြုသွားတဲ့တို့ယဟန်တပါကိုဘုရားတပည့်တော်တွေးတဲ့အခါမှာတပည့်တော်သည် ဘုရုံးကလို့မဟုတ်တော့ဘဲနဲ့သူကတပည့်တော်ကိုအယုဒိပေးဖို့မလိုတော့ဘူး။မြားတပည့်တော်ကသာလင်တို့ယဟန်အားအယုဒိပေးပါလေ။မြားတပည့်တော်ကသာလင်တို့ယဟန်အားဆွမ်းခဲပဲဘောဆင်များပေးကမ်းပြီးတော့ပစ္စည်းလေးပါထောက်ပံ့ရပါလေ။တပည့်တော်ရဲ့ရွှေနန်းတော်ကဝေယံဝိစအမှုကိုတို့ယဟန်သည်ပြုစီရာမလိုတော့ဘဲနဲ့တို့ယဟန်ဤအမှုကိစ္စကိုသာလင်တပည့်တော်ကလုပ်ပေးရမှာ ဖြစ်ပါ။တပည့်တော်အတွက် လုံခြုံရေးဆိုတာကိုတို့ယဟန်ကလာပြီးတာဝန်ယူပွဲမလို့တော့ပဲတို့ယဟန်အဲ့လုံခြုံရေးအတွက်သားလင်းတရားနဲ့လျော်ညီသောအဆောင်အရှောက်ကိုတပည့်တော်ကပေးရမှာဖြစ်ပါတယ်တခါတော်မင်းကြီးအဲ့ဒါမင်းမျက်စိနဲ့လည်းမြင်ရနားနဲ့လည်းကြားရတဲ့ယဟန်ပြုခြင်းရဲ့အကျိုးကျေးဇူးဟာဒါပဲမဟုတ်လားဒီကစဒီလသမားတွေပညာပိုင်းကိုမရောက်သေးဘူးပြိဿ သီလသမารိပညာပိုင်းရောက်ပလားရောက်ပါဗျာလူနဲ့ယဟန်ဘဝกว่าชาသွားတာเนาะအဲ့ဒီယဟန်တော်အတ္တကတော်မင်းကြီးဒီအယုသေးပြုခြင်းလက်အုပ်ချီမိုးခြင်းပြီးဝါဒနာဣစရိကမ္မသံမိစိကမ္မပိစုတ်ဌာနအဲ့ဒါလေအယုသေးပြုရမယ်ခီးဥကျူဆိုးရမယ်နေရာပေးရမယ်ရှ िख ိုးရမယ် မင်းနရသည်တို့ယဟန်တော်ဤအမှုကြီးငယ်ကိုဆောင်ရွက်ပေးရမယ်သွားသင်္ကန်းကျောင်းစစ်၄ဘာသောပစ္စည်းထောက်ပြီးတော့တရားနဲ့လျော်ညီတဲ့ဓမ္မိကရခဝရဏဂௌတိဆိုတဲ့အဆောင်လျှောက်ကိုတို့ယဟန်တော်ချမ်းသာအောင်နေတိုင်မှုမင်းနရကစောင့်ရှောက်ရမယ်တရားတော်မင်းကြီးမှန်လားပါဗျာအဲ့ဒါသီပင်လျေဧတတိဝမဟာရာဇတရားတော်မင်းကြီးအဲ့ဒါသီပင်တန်တိတိကသမိညဗလံ မင်းနန်းတော်ကြည်ကျွံအပြင်းမှာလွတ်သွားတဲ့ချမ်းသာပြိတ္တိုက်မင်းနန်းတော်တွေကကြည်ကျွံအပြင်းမှာဘာဖြစ်တာလဲလွတ်သွားတဲ့ချမ်းသာဘုဇိတ်တခေါ်တယ်ဘာခေါ်မလဲကြည်ကျွံအပြင်းကလွတ်သွားပြီတဲ့သာမဏေပဲပြုတ်ပြုတ်ယဟန်မဲပြုတ်ပြုတ်လူတို့ရဲ့ကြည်ကျွံဘဝကဘာဖြစ်ပြီလဲလွတ်သွားတာဒီပင်လျင်မျက်မှောက်ရတော့ဘာဖြစ်လဲ သန္တိတိကံသမေညပါလံမျက်မှောက်ရနိုင်တဲ့သန္တိတိကသမေညဖလားမင်းမဟုတ်ပါလားဧဝံပန္တိဟုတ်ပါပြီဖျားဆိုပြီးတော့ခြေချွန်ပြေကလွံ့မြောက်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားလက်တွေ့ပြောပြအဲ့ဒါလည်းပူသောခြေကျေးဇူးမင်းတော်မူအောင်ဘုရားဆိုတော့တရားတော်မင်းကြီးယဟန်ပြုယုံကလေးပြုထားတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကျေးဇူးကိုငါပြောပြီးပြီ အဲ့ဒီယဟန်ပြည်ုံလေးပြုထားတဲ့ပုဂ္ဂိုလ်သည်ကျင့်စရာသီလသမာဓိပညာသုံးခုရှိတယ်။ဘာတွေရှိလဲ။သီလသမာဓိပညာเนาะသီလကံကိုဘုရားကသုလသီလမေဇိမသီလမာသီလအဆင့်၃ဆင့်ခွဲခေါ်တယ်။သီလလိုပဲလောဘမတ္တသီလဆိုတဲ့ကျင့်စဉ်တစ်မျိုးရှိတယ်။သီလဆိုတာဘာလို့လဲဆိုလို့ဆိုလို့ရှိရင်ကာယကံမှာအပြည့်ကင်းတန်ရှင်းအောင်ထိန်းတဲ့စည်းကမ်း ဝစီကမှာပြည့်ခဲ့တန်ရှင်းအောင်ဒိဋ္ဌိနဲ့စိကပြီးတော့မှအသက်မွေးလုပ်ငန်းတွေမှာတန်ရှင်းအပြည့်ခဲ့တန်ရှင်းအောင်ဒိဋ္ဌိနဲ့စိကအစာသောက်တည်းရဲ့အပေါ်မှာအဝတ်အထည်တွေရဲ့အပေါ်မှာအနေထိုင်အသုံးဆောင်ပစ္စည်းတွေရဲ့အပေါ်မှာအပြည့်ခဲ့တန်ရှင်းအောင်ဒိဋ္ဌိဆောင်ချောက်တဲ့စိကအဲ့ဒီ၄မျိုးကိုပါခေါ်လဲသီလရကတော်မင်းကြီးအဲ့ဒီသီလကိုလုံးုံစွာထိန်းထားတဲ့ပုဂ္ဂိုလ်မှာဘာအပြည့်ရှိသေးတယ် ဥပပါဏာတိပါဒဝရမဏိဆိုရင်တတ်တဲ့ပြည့်မှုသူလွတ်မသွားဘူးလားအာရိဏရဏဝရမဏိဆိုရင်ခိုးဝတ်တဲ့ပြည့်မှုလွတ်သွားတယ်နော်အဲ့ဒါကြောင့်မလို့သီလစောင့်ရှောက်ခြင်းကြောင့်တဲ့ဒီပုဂ္ဂိုလ်ဘာတွေလဲကာယကံပြည့်နဲ့ဝစီကံပြည့်တော့မှလွတ်မြောက်သွားတယ်ဒေသကြီးသီလကိုလွန်ကျင်သာစောင့်ရှောက်ခြင်းဖြင့်ဘာဖြစ်လဲကာယကံပြည့်နဲ့ဝစီကံအပြည့်အသက်မွေးပြည့်လက်ထက်ဟုတ်လား အသံမွေလုပ်ငန်းညဉ့်ညမ်းတဲ့အပြစ်တို့မှလည်းလွတ်မြောက်သွားအဲ့တော့အပြစ်ကင်းနေတဲ့ပုဂ္ဂိုလ်ကပရိသတ်ကြီးမချမ်းသာဘူးလားအပြစ်ရောက်တဲ့ပုဂ္ဂိုလ်နဲ့အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ဘယ်သူချမ်းသာဒါကြတော့မင်းကြီးသီလကောင်းတဲ့ပုဂ္ဂိုလ်ဟာအနာဝိဇ္ဇဒုက္ခကိုရတယ်ပြောအာသီလရဲ့အကျိုးကျေးဇူးကနော် သေပြီးဒီမှာနောက်ဘဝအသက်ရှိတဲ့အနာကင်းတဲ့ချွပစ္စည်းဥစွာကျဲဝတဲ့ဘေးရကင်းတဲ့အဲ့ဒါမမြင်ရတဲ့ဟိုနောက်အနာကမှာအရှိကြီးကြမှာရှေလျားသောကာလမှာမှရမယ်အကျိုးကိုခဏဒါကိုလင်းတွင်မျက်မှောက်ပွားမှာဗာလဲဆိုရင်အလုံးမှတ်သွားအနာဝိဇ္ဇာဒုက္ခရောအနာဝိဇ္ဇာဒုက္ခဆိုတာအပြစ်ကင်းတဲ့ချမ်းသာဟာပြိဿယသိကျိုက်ဖို့ကောင်းတာ အဲ့ဒါကိုမကြိတ်တတ်တဲ့လူတွေကကဘာမှအများကြီးပဲဘုရင်တော်ဘုန်းတော်ဘာသာသူတော်စင်တွေဓာမျိုးကိုကြိတ်တတ်ကိုရဲ့ဘဝစာရင်နေဝူကြီးအတွက်ပဲလို့လဲအပြစ်ကင်းတဲ့နီးနဲ့ရှားဟုတ်လားအပြစ်ကင်းတဲ့ချမ်းသာတဲ့ဟုတ်လားအဲ့ဒီစာရကိုစားနေတဲ့ချမ်းသာတဲ့မစားရဘေမဲ့အပြစ်ကင်းတဲ့ချမ်းသာကပုံမှန်မြတ်အဝဋ်ဒီအထေရီတခါတဲ့နတ်နတ်တေရဲ့အဝဋ်တန်စာလိုဝဋ်နေရပြီမဲ့လည်းပဲ မဝင်ရတော်လေးပဲဘာဖြစ်အပြစ်ကင်းတဲ့ချမ်းသာကဟိုဝဲရတာတဲ့ပို့ပြီးတော့ဟဲ့လားမုံမြတ်အဲ့ဒီမုံမြတ်တဲ့ဥစ္စာကိုဘုန်းကြီးတို့ပြိဿနားလေဓာတ်လို့ရှိရင်သီလရဲ့တန်ဖိုးဟာတက်လာဟုတ်လားအဲ့ဒါကိုနမ်းမလဲမိကြတဲ့လူတွေကအိုးဘာဖြစ်ပဲဖြစ်ဖြစ်ကွာရရင်ပြီးရောဆိုတော့ရတာတော့သိရလိမ့်မယ်ကမီလီယံဘီလီယံတိရချင်းရဒါပေမဲ့အပြစ်တွေဘယ်လိုဝင်နေရတာဒါကိုချမ်းသာတယ်လို့ဘယ်လိုမှမခေါ်နိုင် အဲ့နာကိုခံစားစီခြင်းနဲ့ဘုန်းကြီးတို့မြို့ကောင်းသားတွေမြို့ပေါင်းသမီးတွေဟုတ်လားမှန်ပါဗျာဘာဒုက္ခပါလဲအပြည့်ကင်းတဲ့ချမ်းသာပါဠိလိုပြောအနာဝိသဒုက္ခကိုဘာနဲ့တိဆောက်မလဲဆိုရင်သီလနဲ့တိဆောက်မယ်နော်အဲ့တော့မြတ်စွာဘုရားမင်းတော်မူတဲ့သီလကတော့ဩဇူလာသီလမဟာသီလမေဇိမသီလဆိုပြီးတော့အဆင့်30ဆင့်မြတ်စွာဘုရားအကျေတဝင့်ဟောပါတယ် သောဘုန်းကြီးတို့ပြိဿကြီးဒလောင်းမှတ်မိဒီ